Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် project course လေးတခုနဲ့မိတ်ဆက်ပေးမယ်အဲ project ကိုကျွန်တော်ကဒီ library ရဲ့ react ရဲ့ 5gs ရဲ့ပေါ့နော်ဒီသုံးကိုသုံးပြီးတော့ရှင်းရမယ်ကျွန်တော်ဖန်တီးရမယ့် project ကဒီ CMS application လေးတခုပေါ့နော်ဒီမှာ tag တွေ programming တွေကိုမြင်နေရတဲ့အတိုင်းအာဒီကရရှိမယ်ပေါ့ဗျာဒီဟာအတွက်ကျွန်တော်တို့က admin dashboard တခုဖန်တီးမယ်ဒီ admin organization အတွက်လည်းကျွန်တော်တို့ဒါ ကတ်ဒီတက်တက်ခွဲပြီးတော့ဖန်တီးရမှာပေါ့နော်ဒီ application okay ဒီလောက်ဆိုတော့မြင်တော့မြင်မယ်ထင်ပါတယ်ကျွန်တော်အသေးစိတ်တော့အာမပြောတော့ဘူးပေါ့နော်ဒီဟာအတွက်ဒီ course ကိုဘယ်လိုလူမျိုးတွေကလေ့လာသင်လဲဆိုတော့ဒီ library ကိုစပြီးလေ့လာထားတဲ့သူတွေဆိုတာတခါလေးဖြစ်တတ်တယ်ဗျာအောင်းဆိုဟို library တော့လေ့လာထားတယ်ကိုကနားလဲတယ်လို့လည်းအာယူဆထားတယ်ဒါပေမဲ့ project တကယ်ရေးရတဲ့အခါမှာဘယ်လိုရေးရမှန်းမသိဘူး လိုရေးရမယ်မသိဘူးဘာရေးရမယ်မသိဘူးပေါ့နော်အဲအဲ့လိုမျိုးသူတွေပေါ့နော်အာလေ့လာတင်နေပေါ့နော်အဲခုနပြောတဲ့အတိုင်းပဲဒါလာရင်းနဲ့ပတ်သက်ပြီးတော့ဟိုဘာ project လုပ်ရမလဲဆိုတာအာမသိတဲ့သူတွေအတွက်ပေါ့နော်ဒါဆိုလို့ရှင်ဒီဟာဒီ course ကြီးကြီးခင်ဗျားတို့ဟိုနောက်ထပ်တက်ရမယ် next level အတွက်လဲတော်တော်လေးအထောက်အကူဖြစ်သွားမယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော် PND ဒီ coach ရှင်မှာပါတယ်ကုတ်ဒီအကုန်လုံးကဒါ beginner friendly ပေါ့နော် beginner friendly အာတွားထားတဲ့ကုတ်လေးကြီးပဲဆိုတော့နားလည်ရန်တွေ့တယ်သိကြတယ်ဒါပေမဲ့ larry larry ကိုတော့သိချာလေးလေးလာထားပါလိစီပေါ့နော် sorry အဲနောက်တစ်ခုကပါအောင်ဆိုတော့ဒီ larry နဲ့ဒီ project experience ရှိကျင်တဲ့သူတွေပေါ့နော် project အာတွေ့ကြုံရကျင်တဲ့သူတွေအာလေ့လာကြည့်တင်တယ်နောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာပါအောင်ဆိုတော့ဒီ project ရေးပြီးွားရင်ကိုယ့်ဟာကိုလည်းဟို ခုခင်ဗျားတို့ရေးမှာကဘယ်လိုရေးမှာလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ခင်ဗျားတို့ကရေးတော့မှာဗျာဆိုလိုတာ copy ကူတာနဲ့တိတ်ပြီးတော့မချားနာဘူးပေါ့နော် copy ကူတာနဲ့တိတ်ပြီးမချားနာဘူးကိုယ့်ရဲ့အားစိုက်ထုတ်မှုတွေအများကြီးမပါဘူးပေါ့နော်အဲ့တော့ဖြစ်နိုင်လို့ရှိရင်ဒီ project ကိုပြီးအောင်ကြည့်ဟိုမကြည့်ရင်တော့မကြည့်နဲ့ဗျာတကယ်ပြောတာဟိုမကြည့်ရင်မကြည့်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးအောင်ကြည့်လိုက်ပါဒီ course ကိုလေအကုန်လုံးပြီးအောင် လေ့လာလိုက်ပြီးအောင်ကြည့်လိုက်ကျွန်တော်ရေးပြတဲ့ဟာတွေကိုဘယ်လိုသုံးသွားတယ်ဘယ်လိုရှိတယ်ဆိုတဲ့ဟာတွေပြီးအောင်ရေးလိုက်ပြီးသွားပြီဆိုရင်တော့ကိုယ့်မှာကိုယ် idea ရှိတဲ့ project တခုခုရှိလိမ့်မယ်အဲ့ဒီဟာကိုအခုကျွန်တော်တင်ပေးလိုက်တဲ့ဟာတွေနဲ့အာပြန်ပြီးရေးနေအောင်ကြိုးစားပါတော့ကိုယ့်ဟာကိုဖန်တီးနိုင်ဖို့အဲကြိုးစားစေချင်တာဗျအဲ့ဒါမှကို creative thinking တကယ်ထွက်လာမှာပေါ့နော်ပြီး confidence လည်းပိုပြီးရှိလာမှာပေါ့နော်ကျွန်တော်ပြောနေတဲ့ဟာကိုကြည့်ုံနေတော့ခုနဟာတွေထွက်လာမှာမဟုတ်ဘူးပေါ့နော်